မြင့်မုံတွေကြဆင်းနေတဲ့ဆောင်းရမှာလူသူကင်းရှင်းတဲ့စာကြည့်ရိုက်ကြီးထဲမှာအီလာရာဟာမိင့်ဖြူတလုံးကိုကင်ပြီးစောင်းစင်ရဲ့အလေလန်းချောင်းကိုရှောက်နေတဲ့ဒီစာကြည့်ရိုက်ကစောက်တိုင်းမှာအသက်ရှိတယ်ဆိုတာသူမသိခဲ့တာတပတ်ပဲရှိသေးတယ်စာရွက်တွေကလည်းအတန်တွေထွက်နေတာညဘက်ရောက်ရင်စောင်းစင်တွေကြားကစကားတန်တွေကြားရတာဒါပေမဲ့ဒီညမှာတော့မူးမမှန်ဘူးကပ္ပစာအုပ်ပြောင်းနေတယ် သူ့ရဲ့ဆရာစာကြည့်ရမှုမစ္စတာသွန်းရဲ့အတန်ကနေရန်တွေကနေပဲ့တင်ထက်နေတဲ့သူ့လက်ဖျားမှာရွှေရောင်အမှုန်တွေစုနေတာကိုအီလာယာသတိထားမိတယ်။ဒါကအသက်ရှင်နေတဲ့စာအုပ်ကလေးနဲ့ထိတွေ့မိရင်ဖြစ်တတ်တဲ့လက္ခဏာ။ကြောင်ဆုံးနေတဲ့စာအုပ်ကအတ္တလန္နာရဲ့မှတ်တမ်းအဲ့ဒီစာအုပ်ကိုဖွင့်ပတ်သူဟာကမ္ဘာအရှိဆုံးအဆကိုမြင်ရမယ်လို့ရှေးဟောင်းကျမ်းတွေမှာဖော်ပြထားတယ်။ ဒါပေမဲ့အီလာယာကတန်တရားဝင်နေတာက မစ္စတာသုံးပါသူမျက်နာကိုဘယ်တော့မှမှန်ထဲမှာမြင်ဖူးခြင်းမရှိတာစာအုပ်စင်တွေကို သူကြောက်တယ်ထင်ရင်စာအုပ်တွေကလည်းသူ့ကိုရှောင်နေတယ်လို့ပဲမြင့်တဲ့အချိန်အီလာရာဟာစာကြည့်တိုက်အောက်ထက်ကို အတွင်းလန်းကနေတိုးဝင်သွားတယ်မိရင်ဖြူရဲ့အလင်းထဲမှာအတ္တလန္နာရဲ့မှတ်တမ်းစာအုပ်ကို သူမတွေ့တော့ဘူး ဒါပေမဲ့စာအုပ်ရဲ့အတွင်းဘက်စာရွက်တွေကိုမြေကြီးပေါ်မှာဖြန့်ကြည့်မိတယ်။စာရွက်တိုင်းမှာမစ္စတာသွန်းရဲ့ပုံရိပ်တွေပါနေတယ်။ဒါပေမဲ့သူ့အတက်ကနှစ်ပေါင်း200ကျော်နေပြီဆိုတော့တဲလွန်စားပါ။နောက်ဆုံးမှာတော့အီလာရာဟာစာအုပ်စင်တွေရဲ့အကူအညီနဲ့အတလန်နာကို မီးရှို့ပစ်လိုက်တယ်။မစ္စတာသွန်းဟာ ရွှေရောင်လင်းတွေအဖြစ် ကွဲပြောက်သွားပြီးစာကြီးတိုက်ကြီးက ြန်လည်အေးချမ်းလာတယ်ဒါပေမဲ့နောက်ညင်တိုင်းမှာအီလာရာဟာစာအုပ်စင်တွေကြားကသူမကိုစောင့်နေတဲ့စာရွက်တွေရဲ့အတန်တွေကိုကြားနေရသေးပါပဲ။